မာနဆိုတာလည်းကိလေသာပဲကိလေသာဆိုတာပူတာပဲစိတ်ကိုပူလောင်စေအောင်လုပ်ပေးတာကကိလေသာတရားဆိုစိတ်ကိုပူလောင်စေတာလောဘဖြစ်ရင်ပူတာပဲဒေါသဖြစ်ရင်ပူတာပဲမောဟဖြစ်ရင်ပူတာပဲမာနဖြစ်ရင်လည်းပူတာပဲမာနကြီးလို့အေးချမ်းမယ်လို့မထင်နဲ့မာနကလည်းပူတာပဲဆိုတော့အဲ့ဒီမာနနဲ့သေလို့ရှင်ဘုရားကမာနကြီးတဲ့ပုဂ္ဂိုလ်ဟာတဲ့ အမျိုးဆက်နှိမ့်ကြတတ်တယ်တဲ့မာနနဲ့သိရင်ဘဝနှိမ့်ကြအစစ်နဲ့နှိမ့်သွားတယ်ဟိုးဘုရားလက်ထက်ကဇတ်တော်တစ်ခုမှာအတ္တကဆိုတဲ့ရှင်ဘီယကြီးတူရှိအဲ့ဒီရှင်ဘီယကြီးမှာမိဘကြီးတအိုးရှိတယ်ဥပရိဆိုတဲ့မိဘကြီးဒီမိဘကြီးကတော်တော်ချောတာတော်တော်ချောတော့သူကသူ့အလမှန်တက်သွားတာ သူကချောနေတဲ့အခါကျတော့အိုးအလှကုန်တည်ရင်လည်းကြောငယ်ရလဲငယ်မြင်းကြီးရဲ့ပြပြကောင်ကြီးဆိုတော့သူကအဲ့ဒီအလှမန်းနဲ့မြောက်ကြွမြောက်ကြွပြီအဲ့ဒီမန်းကလည်းစိုးတာမာနတကြီးတဲ့လူကလည်းကြီးတယ်ဆိုတဲ့မန်းရှိတာဝရမန်းဆိုတာကြီးလို့ဖြစ်တဲ့မန်းအသက်ငယ်တဲ့သူကလည်းပဲယုပနမန်းလားငယ်တယ်ဆိုတဲ့ဂုံနဲ့မန်းတက်တာဟောလှတဲ့သူကလည်းလှတယ်ဆိုတဲ့မန်း အဲ့ဒီမိဖုရားကြီးကသူလှတယ်ဆိုတော့အဲ့ဒီအလှမှန်လေးနဲ့တက်နောက်တော့မိဖုရားကြီးကတိတ်လှနေတဲ့အချိန်မှာဆုံးသွားတေးသွားတာမိဖုရားကြီးနဲ့ရဆန်သွားတော့သူမာနကြောင့်တေးသွားတာဘယ်ဘဝရောက်သွားလဲဆိုတော့လေနောက်ချီးပို့တို့ဘဝရောက်သွားမာနကတိတ်ဆန်ဘဝရောက်သွားရှင်မင်းကြီးကသူ့မိဖုရားကြီးကိုတားချစ်တော့ မေဖုရားကြီးတည်တဲ့နောက်ပိုင်းမှာအလောင်းကိုချက်ချင်းမကြသေးဘူးမေဖုရားကြီးယောက်လက်ကြီးကိုជីជីပြီးတော့သူ့မှာမစားနဲ့မစောင့်နိုင်ဟူဆွေးတော့ကလည်းဖြစ်ဆွဲလန်းတာဆွဲလန်းတော့ဘုကြီးမရရီအရှင်မင်းကြီးရဲ့ဒီရာဂမိကိုဘလို့ညှင်းရင်ကောင်းမလဲနောက်တော့ဖရာလောင်းရှင်ရဲ့တေးကတောထဲမှာတရားအထုတ်နေရှင်ရဲ့တေးတပါးရှိတာကြားသွားတယ်အဲ့ဒီရှင်ရဲ့တေးကဘဝတွေကိုမြင်နိုင်တဲ့တကိုးရထားတာဘယ်ညင်ရထားတာ ရှင်မင်းကြီးယသိတစ်ပါးရှိတယ်ဘုရားလောင်းယသိသူကတော့ရှင်မင်းကြီးရဲ့မိဖုရားကောင်ကြီးဘယ်နှရောက်တယ်ဥပရိမိဖုရားကြီးဘယ်ဘဝရောက်တယ်ဆိုတာပြောပြနိုင်တဲ့သဘောရှိရှင်မင်းကြီးသိတ်ဆွဲလိုက်နေအဲ့ဒီရှင်ယသိသွားမေးပါလားဟာအဲ့ဒါဆိုကောင်းတယ်ငါမိဖုရားကြီးသိကျင်တာဘယ်ရောက်နေလဲအဲ့သွားမေးတဲ့အခါကျတော့မှဘုရားလောင်းယသိကတကိုးနဲ့ကြည့်တယ်ဘယ်ကြီးနဲ့ကြည့်တော့ရှင်မင်းကြီးစိတ်တော့မကောင်းဘူးရှင်မင်းကြီးရဲ့မိဖုရားကောင်ကြီးကဟိုနောက်ကြီးဖုန်ထဲမှာ နောက်ကြီးဘိုးတို့အမကြီးဖြစ်နေတယ်နောက်ကြီးဘိုးတို့ဖြစ်သွားတယ်ဆိုအာမဖြစ်နိုင်ဘူးဗျာဒီလောက်ချုံမောလှပါတယ်တပိတော့မိဖုရားကြီးဘာဖြစ်လို့ဒီဘွားရောက်သွားအเจ้าကိုမရှိဘူးမယုံရင်ခေါ်ပေးမယ်ဆိုပြီးဘုရားလောင်းရှင်ရသေးကအဲ့ဒီမိဖုရားကောင်ကြီးကိုတကိုးနဲ့ခေါ်တော့မိဖုရားတဖြစ်လဲဥပရိနောက်ကြီးဘိုးတို့မကြီးအဲ့ဒါတက်လာနောက်ကြီးပုံတော့ကုန်းကုန်းကုန်းတက်လာနောက်ကြီးပုံပေါ်တက်လာတက်လာတော့မှ စကားပြောကြည့်ပါဆိုတော့အတက်ကဘင်းကြီးကမေးကြည့်တယ် ဥပရိမိဘရားကြီးဟုတ်လားဟုတ်ပါတယ်ရှင်မင်းကြီးဟာဘာဖြစ်လို့အဲ့ဒီဘဝရောက်သွားတာလဲကျွန်တော်မျိုးမလူဘဝကမာနကြီးခဲ့လို့ဒီဘဝကိုရောက်သွားတာပါရှင်မင်းကြီးဆိုတော့ယုံသွားတာဩမာနကဘဝအစစ်နှိမ့်သွားတာပဲဒိဋ္ဌံဘဝကိုတော့ရောက်သွားစီတာပဲပြီးတော့တခုသိကျင်တာရှိတယ်အတ္တကဘယင်ကြီးကလူဘဝတော့ငါမေဖုရားကြီးကလည်းငါ့ကိုသိချစ်တယ်ငါကလည်းပဲမေဖုရားကြီးကိုသိချစ်တာ ဲ့တော့ဘဝရောက်သွားတဲ့အခါမှာကောငါ့ကိုအရင်လိုမြန်ချစ်သေးရဲ့လားသိကျင်တာပြင်ကြီးကသိကျင်တော့မိဖုရားကြီးကိုမေ့တယ်ဥပရိမိဖုရားတက်ဖြစ်လဲတော့ကြီးပုရုမမိဖုရားကြီးလူဘဝတုန်းကချစ်တယ်လို့ငါ့ကိုအခုဒီဘဝမှာချစ်သေးရဲ့လားဆိုတော့ဥပရိမိဖုရားကြီးတက်ဖြစ်လဲတော့ကြီးပုရုမကြီးကပြန်ပြောရှင်မင်းကြီးစိတ်တော့မကောင်းပါဘူးလူဘဝတုန်းကအရှင်မင်းကြီးကိုအသက်နှစ်အမြတ်ယင်းနှစ်သေးကြပါမှာချစ်ပေမဲ့ အခုဒီဘုရားရောက်တဲ့အခါဆိုရင်တော့အရှင်မင်းကြီးထဲတဲ့တောက်ချီပုံတွေကတောက်ချီပိုးတို့အထီးကိုပို့ပြီးတော့ချစ်ပါတယ်အဲ့ဒါသွားတာပဲအာသကပေကြီးတန်ဝေကရဟာတော်ပြီငါကတော့ချစ်လိုက်ရတာနော်ဒီကချစ်လိုက်ရတာမင်းမသိဖြစ်ပဲပချင်းဆိုအဲ့ဒါကြီးနေငါကတော့ချစ်လိုက်ရတာ तू ဟောဘွားမှာတယောက်နဲ့ပြောနေပြီဆိုတော့တန်ဝေကရတရားတွေပါပြန်သိဩအဲ့ဒါလေးစဉ်းစားကြည့်တော့တခါတခါလူတွေမှာအစွဲလန်း ကိုကတာဆွဲလိုက်ရတာကိုကတာချစ်လိုက်ရတာကိုကတာတံမိုးထားလိုက်ရတဏှာရောက်သွားတော့လူတွေမှာဘာဇောရှိလဲဆိုတော့ဘဝနိကန္တိကလောဘဇောဆိုတာရှိရောက်တဲ့ဘဝမှာပျော်တတ်တဲ့စိတ်ကလေး